ဲ့လိုအားလုံးပဲမင်္ဂလာပါ Gobo Gaming Facebook Page နဲ့ YouTube Channel လေးကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ဗီဒီယိုတွေကတော့ Gobo တောင်ဟုတ်ဆက်ခွေရဲ့နောက်ဆုံးပွဲလေးကျင်းပပြီးမှာဖြစ်ပါတယ်ဘယ်လိုပုံစံမျိုးနဲ့ကျင်းပပြီးမယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe လေးနှိပ်ပြီးတော့ဝင်ရံပေးပါအောင်ဗျာ Subscribe လုပ်ပြီးတဲ့ညီကိုတွေတယောက်ချင်းစီတိုင်အောင်လဲကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ Let's Go Brother ကျွန်တော်အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ โอเคတောင်ဟောဆက်ခွန်ရဲ့နောက်ဆုံးပွဲဆိုတာကကြတော့ဟုတ်ပါတယ်ကျွန်တော်တောင်ဟောဆက်ခွန်ကတိတ်မကြခင်မှာ upgrade လုပ်လို့ရပြီးတော့တောင်ဟောဆက်ချထွက်လာတော့မှာဖြစ်ပါတယ်ဒီကြားထဲမှာကိုဘောကကြတော့ဒီ CWM ပြီးတာနဲ့အမြောက်နော်ပြီးသွားတယ်ကိုဘောတန်းပြီးတော့မှပွဲလေးလုပ်ပေးမှာဖြစ်ပါတယ်ပါဝင်နိုင်တဲ့သူကတော့တောင်ဟောဆက်ခွန် match ဖြစ်နေရပါပြီဗျာ ကိုဘွားကျတော့ကလန်တစ်ခုပေးရမယ်အဲ့ဒီကလန်မှာကျွန်တော်ကခဏနေပြပေးပါတော့အဲ့ဒီကလန်လေးထဲမှာ brother တို့ကဝင်ပြီးတော့ driner ပေးရမှာဖြစ်ပါတယ်စက်ကော all match ဖြစ်ရင်ရပြီ brother တို့ဝင်ပြီးတော့မှ drive all match ဖြစ်ဖို့အကုန်လုံးမဖြစ်ရင်တော့မှအနည်းငယ်တော့ all match နီးနီးဆိုလို့ရှိရင်လည်းကိုကျွန်တော်ကိုလာပြီးတော့တိုက်လို့ရရယ်နော်ကိုဘွားကျတော့ဒီဘက်တက်ကလန်မှာဖွင့်ထားပေးမယ်ဒီဘက်ကကျတော့ကိုဘွားရဲ့ကိုဘော့စ် gaming ကလန်နဲ့တိုက်ရမှာဖြစ်ပါတယ် ပြောမယ်ဆိုရင်တော့ကျွန်တော်ဆက်ကွယ်ရဲ့နှုတ်ဆက်ပွဲအပျော်ပွဲလေးဖြစ်ပါတယ်။အဲ့တော့လေးကကျတော့ brother တို့ကတစ်ဖက်မှာကျွန်တော်ကမန်ဘာတော့တွက်လို့မရသေးဘူးနော်။လက်ရှိ25ရောက်ဖြစ်မလား၊ရောင်း20ဖြစ်မလား၊25ရောက်ပဲဖြစ်မလားတော့မသိသေးဘူးပေါ့နော်။ကိုဘော့ကလပ်မှာကျတော့ကိုဘော့လက်ရှိကိုဘော့နဲ့အတူတူတိုက်နေတဲ့သူတွေပါဝင်ရမှာဖြစ်ပြီးတော့မှတစ်ဖက်ရှမ်းမှာကျတော့ကိုဘော့နဲ့ကိုဘော့ကလပ်သူတွေနဲ့တိုက်ပိအမတ်တရအနေနဲ့ကိုဘော့နဲ့စောကျင်တဲ့ညီကိုလေးတွေရှိတဲ့ဆိုလို့ရှိရင်တော့ကိုဘော့အခုပြပြမယ့်ကလပ်လေးထဲမှာ CW ပြီးသွားရတယ် join လို့ရပါတယ်ဗျ။ကလပ်လေးကတော့ကိုဘော့ big fan ဆိုတဲ့ဒီကလပ်လေးပဲဖြစ်ပါတယ်။ကလပ်ကုန်လေးကဆိုလို့ရှိရင်တော့ Share 2 and 2 JG9UGU ဖြစ်ပါတယ်ဒီကလန်လေးကတော့ brother တို့ဝင်လို့ရမယ့်ကလန်လေးဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကပိုးကတော့ rank ကိုတော့ကျွန်တော် dragon 28မှာထားထားပြီးတယ်ဘာကြောင့်လဲဆိုတော့စက်ခုံ all match player တယောက်အနေနဲ့ကတော့ဒီ dragon 28လောက်ကတော့ရောက်နေပြီလို့တော့ကျွန်တော်ထင်ပါတယ်အားကြောင့်မလို့ကျွန်တော်ကတော့စက်ခုံလို့သတ်မှတ်ထားတယ်စက်ခုံ all match မဟုတ်ဘူးဆိုရင်တော့စက်ခုံ all match နီးနီးရှိတဲ့ညီကိုလေးတွေကပိုးနဲ့အပျော်ပွဲလေးစောကျင်တယ်ဆိုလို့ရှိရင်တော့ ဒီကလန်လေးထဲမှာ drain လို့ရပါပြီဗျာ CWR မပြီးသေးတဲ့ညီကိုလေးရကြတော့ဒီကလန်လေးကိုရှာပြီးတော့မှ postman လေးထဲမှာမှတ်ထားလို့ရပါတယ်ပြီးသွားရင်တော့ကျွန်တော် drain လေးလမ်းပြီးတော့ invite set လေးပို့ထားလို့လည်းရတယ်ကိုဘွားကကြတော့ဒီဘက်ကနေပြီးတော့ကြည့်ပြီးတော့မှလက်ခံပေးမှာဖြစ်ပါတယ်ကလမန်ပါတော့ကျွန်တော်အတီးကြတော့မတတ်မှတ်သေးဘူးဗောနောဘလောက်ကျွန်တော်တို့ဆော့ရင်ကောင်းမလဲဆိုတာကိုတစ်ချက်ပြန်ပြီးတော့မှအဲ့ဒီပွဲကြမှာပဲကျွန်တော်ကပြန်ပြီးတော့မှ ီစဉ်ပေးမှာဖြစ်ပါတယ်။တစ်ဖက်ကကြတော့ကိုဘော့မန်ပါနဲ့ကိုဘော့တစ်ဖက်ကကြတော့ကျွန်တော်ရဲ့ဗျူဟာလေးတွေဖြစ်ပါတယ်။အပြော်သဘောလေးနဲ့ကျွန်တော်ဒီတောင်ဟောဆက်ကွန်လေးရဲ့နောက်ဆုံးပွဲလေးကိုကျွန်တော်နဲ့အတူတူတိုက်ချင်တယ်ဆိုလို့ရှိရင်တော့အခုပဲ join ထားလို့ရပါပြီ။ကိုဘော့ဘယ်လိုပုံစံမျိုးနဲ့ဝါမှာလုပ်ပေးမှာလဲဆိုလို့ရှိရင်ကျွန်တော်က e-sport ပုံစံနဲ့ပဲ friendly war ကိုရှာမှာဖြစ်ပါတယ်။အဲကြောင့်မသိမောင်တို့မှာ equipment level match တွေတော့တုံးလို့ရမှာမဟုတ်ပါဘူးဗျ။ e-sport နဲ့ဘေးကိုလည်းတိုက်ရမယ်။တယောက်ကိုတစ်ချိန်ပဲတိုက်ခွင့်ရမှာပဲဖြစ်ပါတယ်ဗျ။အားတဲ့သူမှအားတဲ့သူတွေလည်းရှိမှာဆိုလို့ကိုဘော့ဝါတိုက်အောင်တော့ကြာကြာလေးရှာပေးထားမှာဖြစ်ပါတယ်ဗျ။ Okay တော့ ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတာကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲပိုင်ပါကျွန်တော်ရဲ့နောက်ဗီဒီယိုကြမှာပြန်လဲဆုံတွေ့ကြပါမယ်ဗျာ